ဇလန်းအဆမှာတော့စီလို့ခေါ်တဲ့မျိုးသမီးတယောက်ကသူ့ယောက်ျားတောက်တဲ့ရေခွက်ထဲကိုအိတ်ဆေးတွေထည့်ပြီးအိမ်ထဲကနေတိတ်တိတ်ကလေးခိုးကြောင်ခိုးဝါနဲ့ထွက်လာခဲ့တယ်။အိမ်ရှိကိုရောက်တော့သူ့မွေးထားတဲ့ခွေးလေးကိုတွေ့တာမို့ဒီလိုလူမျိုးနဲ့တော့မထားခဲ့နိုင်ဘူးဆိုပြီးခွေးရဲ့လက်ဘက်ကျိုးကိုဖြုတ်ပေးရကနေခွေးအမိကကားကိုသွားထိတာမို့ကားရဲ့အချက်ပြစနစ်ကြီးကထားမိလာတော့တယ်။အဲ့လိုကနေအပေါ်ထက်အခန်းမှာမီးလင်းသွားပြီးသူ့ယောက်ျားပြေးလိုက်လာမှဆိုတာနဲ့အသက်ကုန်တွင်အုံနဲ့ရံကိုပါကြော်ပြီးပြေးတော့တယ်။ အဲ့ဒီမှာပဲသူမဂျိုတင်စီစဉ်ထားတဲ့အတိုင်းသူမရဲ့အမအမ်လီကကားနဲ့အိမ်ရှိထီလာဂျိုတယ်။ဒါနဲ့စီလဲကားပေါ်အမြန်တက်ပြီးကားကိုလည်းမြန်မြန်မောင်းထွက်ဖို့ပြောတော့အမ်လီကဘာတွေဖြစ်နေတာလဲဆိုပြီးမေးပါတယ်။ဒါပေမဲ့လည်းစီကဘာမှမရှင်းပြနိုင်တာမို့ကားကိုဒီကားနေတာမြန်မြန်မောင်းထွက်ပါတော့လို့ပြောနေတော့စီရဲ့ယောက်ျားအေဒရီယန်ရောက်လာပြီးကားကိုဝင်တားတယ်။ အမ်လီလည်းတခုမှနားမလဲတာမှကြောင်းနေတော့အေဒရီယန်ကလည်းကားမန်ကိုတရောင်နဲ့ရိုက်ခွဲပြီးအတင်းတွေဆွဲလိုက်ရန်လာလုံနေတာနဲ့တစ်ဖက်ကလည်းစီကမြ мян မောင်းထွက်ဖို့ပြောနေတာနဲ့ဘာမှမစင်စားနိုင်တော့ပဲကားကိုမောင်းထွက်လာခဲ့တော့တယ်အဲလိုကနေကားထွက်သွားချိန်မှာတော့မြေကြီးပေါ်မှာစီရဲ့အေဒရီယန်ကိုအိတ်စေးခတ်ခဲ့တဲ့ဘူးလေးကြကြံနေခဲ့တယ် ဒီဖြစ်ပျက်တွေဖြစ်ပြီးစီတယောက်အိမ်မြင်ကိုမထွက်ရဲတာမို့စီအခုနေနေတဲ့အိမ်ကသူ့မတငယ်ချင်းရဲရချီချင်းကတော့ဒီနေ့သူ့အမလီကိုစီအိမ်ပြင်ထွက်စေရမယ်ဆိုပြီးဂတိပေးထားတာမို့သူကတိမပြတ်စေချင်ဘူးဆိုပြီးအိမ်ပြင်ကိုထွက်ခိုင်းခဲ့ပါတယ်ဒါနဲ့စီလက်အပြင်ကိုထွက်ကြည့်တော့အိမ်ရှိကစားတိုက်ပုံးလေးနားအရောက်မှာပဲခေါင်းဆွတ်ဆွတ်ပြီးလေ့ကျင့်ခန်းလုပ်နေတဲ့လူတစ်ယောက်ပြေးလာနေတာကိုမြင်ပြီးသူ့ယောက်ျား area ရန်ကိုကြောက်တဲ့စိတ်ကပြန်ပေါ်လာတာမို့အိမ်ထဲကိုအမြန်ပြေးလာခဲ့တယ်။အဲလိုနဲ့နောက်တစ်ရက်မှာတော့စီရဲ့အမအမလီကစီနေတဲ့အိမ်စီကိုရောက်လာခဲ့တယ်။ သူ့အမကိုတွေ့တော့စီကကြိုးဆိုရမယ်စားသူ့စီကိုဘာလို့လာတာလဲလို့ပြောပြီးအေရီယန်ကနောက်ကနေနောက်ရောက်ခံလိုက်လာလိမ့်မယ်လို့စိုးရိမ်တကြီးပြောတော့တယ်။ဒါနဲ့အမ်လီကလည်းသူကစီကိုစိတ်ချမ်းသာစရာကိစ္စပြောစရာရှိလို့ရောက်လာခဲ့တာလို့ပြောပြီးအင်တာနက်ပေါ်ကနေအေရီယန်တေးပြီဆိုတဲ့သတင်းကိုပြလိုက်တယ်။ဒါကိုတော့စီခမရစိတ်ချလက်ချမယုံနိုင်သေးတာမို့အမ်လီကသူကနင်းပေါ်ဘာတွေမျက်လှောက်ခဲ့တာလဲလို့မေးခဲ့တယ် ဒါနဲ့စီလဲအေရီယန်ကယောက်ျားဖြစ်ပြီးသူ့အပေါ်လက်ပါတဲ့အကြောင်းနဲ့အရာရာကိုထိန်းချုပ်ချင်တဲ့သူစိတ်ကြောင့်သူမကိုပါထိန်းချုပ်လာတယ်ဆိုတာတွေကိုပြောပြတော့တယ်။အဲနောက်တော့အေရီယန်ကသူ့ရဲ့မျိုးဆက်ကလေးတယောက်ကိုလည်းလိုချင်တဲ့အကြောင်းနဲ့သူမကတော့ကလေးသာရှိရင်အေရီယန်စီကနေဘယ်တော့မှလွတ်မြောက်မှာမဟုတ်တာကိုသိတာမို့ကလေးမလိုချင်တာနဲ့တားဆီးတွေခိုးတောင်းနေခဲ့တယ်လို့ပြောတယ်။အဲနောက်တော့သူအိုက်လိုတောက်နေတာကိုအေဒရီယန်တိသွားမှဆိုလို့တိုက်တိုက်ကလေးအိမ်ကနေခိုးထွက်လာခဲ့တာလို့ပြောပါဗျ ဒီစကားတွေကြားရတော့အမားဖြစ်သူလဲစီကိုတနာသွားပြီအခုတော့အေဒရီယန်တိတ်သွားပြီမို့စီးပွားကလွတ်လပ်သွားပြီလို့အားပေးစကားပြောခဲ့တယ်။ဒီလိုနဲ့စီတယောက်အေဒရီယန်တိတ်သွားပြီဆိုတဲ့သတင်းကြားပြီးမှအိမ်ပြင်ဘက်ကိုစိတ်ချလက်ချထွက်နိုင်ခဲ့ပါတယ်။နောက်တစ်ရက်မှာတော့ဂျင်းရဲ့စာရိုက်ဖုန်းထဲကိုစာတွေအများကြီးရောက်နေပြီးအိုက်ထဲကတစ်ခုကတော့စီရဲ့စာဖြစ်နေခဲ့တယ်။ဒါနဲ့စီလဲသူတီမာရှိနေတာကိုဘယ်သူမှမသိပါဘူးဆိုပြီးဖွင့်ပေါက်ကြည့်လိုက်တော့အေဒရီယန်ရဲ့ညီရှေ့နေတွန်စီကပို့လိုက်တဲ့စာဖြစ်နေတာနဲ့နောက်တစ်ရက်မှာပဲအမ်လီနဲ့အတူသွားတွေ့ခဲ့တယ်။ တွန်ကတော့သူ့အကူကမသိခင်တည်တန်းစာထဲမှာစီးတွန်ငွေတွေခြံထားပေးခဲ့တာမို့အဲ့ဒီငွေတွေကိုလက်ခံရရှိကြောင်းနဲ့တကယ်လို့စီမာလာပြစ်မှုတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင်အဲ့ဒီငွေတွေကလည်းအော်တိုရက်ဆဲသွားမယ်ဆိုတာကိုပြောပြီးသဘောတူညီကြောင်းလက်မှတ်ထိုးခိုင်းတယ်။ဒါနဲ့စီလည်းအဲ့ဒီငွေတွေကိုလက်ခံလိုက်ပြီးသူနေနေတဲ့အိမ်ကဂျင်းရဲ့သမီးလေးစစ်တနီတွန်ကောလိပ်ကြောင်ထောက်ပံ့ကြီးအဖြစ်သုံးပြုခဲ့ပါတယ်။ဒါကြောင့်ဖက်ရှင်ကြောင်းတက်ပြီးငွေကြေးခက်ခဲကြောင်မထားပေးနိုင်တဲ့ဂျင်းနဲ့စစ်တနီတွန်စီရဲ့လက်ဆောင်ကပျော်ရွှင်စရာကောင်းနေခဲ့တော့တယ်။ အဲ့လိုကနေညာဖက်ရောက်တော့စီတယောက်တည်းရှိနေတယ်အနောက်မှာတယောက်ယောက်ရှိနေတယ်လို့မျိုးခန်းစားချက်ကြီးရလာတာနဲ့သူမလည်းတဖန်ကြောက်စိတ်တွေဝင်လာခဲ့ရပြန်တယ်ဒါပေမဲ့လည်းဘေဘီကိုကြည့်ကြည့်တော့လည်းဘယ်သူမှရှိမနေတာနဲ့သူစိတ်ထင်တာပဲဆိုပြီးကိုယ်စိတ်ကိုပြန်ဖြေလိုက်တယ်မနက်ရောက်တော့ပုံမှန်တိုင်းဟင်းချက်နေခဲ့ပြီးဒဲအိုးပေါ်မှာမီးအေးအေးနဲ့ကြောက်ဦးနဲ့အသားတွေကိုကြော်ထားနေတော့ဂျိန်ရဲ့သမီးစစ်နီကိုမနက်စာစားဖို့အတွက်သွားနှိုးတယ် အဲ့ဒီချိန်မှာပဲခုနကကြက်သွတ်လှီးနေတဲ့ဓာတ်ကအောက်ကိုသူ့ဟာသူပြုတ်ကျသွားခဲ့ပြီမီးအေးနဲ့ကြော်နေတဲ့ဒဲဦးကလည်းတယောက်ယောက်ကမီးကိုတိုးပေးနေတယ်လို့တဖြည်းဖြည်းပြင်းလာပြီးနောက်ဆုံးမှာတော့မီးတောက်ဖြစ်ထားလောင်တော့တယ်ဒါကြောင့်မနှက်ဆာဆာဖို့လိုက်လာတဲ့စစ်တီလည်းမီးလောင်နေတာကိုမြင်လာနဲ့မီးသက်ဆေးဖို့ကိုကင်ပြီးမီးအမြန်ချိန်လိုက်ရတယ်အဲ့လိုကနေညဘက်ရောက်တော့လဲအင်တာနက်သုံးနေတော့အခန်းပေါက်မှာတယောက်ယောက်ရှိနေတယ်လို့မျိုးခံစားရလာပြန်တယ် ဒါနဲ့စိတ်ရှင်းသွားအောင်အိမ်ထဲကိုတပတ်ပတ်ပြီးမိရိဘာတွေထုံးလို့လိုက်ရှာကြည့်တော့လေဘ누구မှမတွေ့ရပဲအိမ်ရဲ့အခန်းထဲမှာရက်နေတော့အိမ်ရဲ့တကားကသူ့ဟာသူပွင့်သွားတဲ့အတန်ကိုကြားရပြန်တယ်ဒါကြောင့်စီလေအဲ့ဒီပွင့်သွားတဲ့တကားစီကိုသူ့ရဲ့ကြောင်းရွံ့နေတဲ့စိတ်တွေနဲ့အေဒရီယန်မဖြစ်ပါစေနဲ့လို့ဆုတောင်းရင်းသွားကြည့်ပါတယ်အဲ့လိုကနေအိမ်ရဲ့အပြင်ဘက်ထိကိုရောက်လာခဲ့ပြီးညဘက်မှာလမ်းကလည်းရှင်းနေတယ်လို့ဘာလူရိတ်လူရောက်မှလည်းမရှိတာနဲ့သူလည်းအိမ်ထဲကိုပြန်ကြည့်ပြီးအထဲဝင်လာခဲ့တော့တယ် အဲ့နောက်တော့စီတီနဲ့အတူပြန်ပြီးအေးရဝင်ခဲ့ရကနေသူတို့တယောက်ရဲ့ပုံမှာခြုံထားတဲ့ဆောင်ကိုတယောက်ကကဒင်းချေးရင်စီဆွဲချသွားခဲ့ပါတယ်ဒါကိုသတိထားမိတဲ့စီလဲအဲ့ရကနေနိုးလာခဲ့ပြီခြေရင်းကိုကြည့်ပြီးတော့စစ်နီရဲ့ဖက်ရှင်မေဂျာနဲ့ပတ်သက်တဲ့ယောက်ျားလေးအယုတ်ကြီးကိုမြင်လိုက်ရတာမို့လန့်သွားတယ်။နောက်တော့မှအယုံမန်းတိသွားတာမို့ခြေရင်းမှာကြာနေတဲ့ဆောင်းကိုကောက်ဖို့အတွက်ဂရင်ခြေရင်းစီရောက်လာရကနေသူ့ရဲ့နှောက်ကြောကထိုင်ကုန်မှာတယောက်ယောက်ထိုင်နေတယ်လို့မျိုးခံစားလာရပြန်တယ်။ဒါနဲ့သူလဲတယောက်ယောက်ရှိနေရင်တီးရအောင်ဆိုပြီးလက်ထဲကဆောင်းကိုထိုင်ကုန်စီပစ်လိုက်တယ်။ ဒါပေမဲ့လည်းဘယ်သူမှမရှိတာမို့ဆောင်းကထိုင်းကုန်းပေါ်မှာပြစ်လိုက်တဲ့အတိုင်းတင်နေတာနဲ့စီလဲဆောင်းကိုအောက်ချပြီးဂရင်ပေါ်ပြန်ယူမယ်လို့တယောက်ယောက်ကဆောင်းကိုတစ်ဖက်ကနေဆွဲထားသလိုမျိုးဖြစ်နေပြန်တယ်။အဲ့ဒီချိန်ဆောင်းပေါ်ကိုတယောက်ယောက်နင်းတယ်လို့မျိုးခြေရာကိုလည်းတွေးလိုက်ရတာနဲ့စီလဲကြောက်လန့်ပြီးဂျိန်းကိုအော်ခေါ်တော့တယ်။အဲ့ဒီမှာပဲစစ်တီနဲ့နိုးသွားပြီးဂျိန်းလည်းအလန့်တကြားနဲ့အခန်းစီကိုရောက်လာခဲ့တယ်။ စီလဲဂျိန်းကိုတွေးတော့သူချေရတွေးလိုက်ရတယ်ဆိုတဲ့အကြောင်းနဲ့သူတကယ်ပြောတာပါဆိုပြီးတုံတုံရင်ရင်နဲ့ပြောပြနေခဲ့တယ်။ဒါပေမဲ့လည်းမမြင်ရတော့ရုံရောက်ခတ်တာမို့ဂျိန်းကစီကိုစီခွင့်ပြုတ်ပေးမှသာအေရီယန်ကစီးပွားတဲ့ဝင်ပြီးဖြတ်စည်းလို့ရမှာလို့ပြောပြီးအဲ့ဒါကြောင့်ခွင့်မပြုတ်ပေးလိုက်နဲ့လို့အတိတ်ပဲရှိရှိစကားတစ်ခုကိုပြောပြီးအခန်းထဲကထွက်သွားတယ်။အဲ့တော့မှစီလဲစိတ်ပြောင်းနေသွားပြီးမနေ့ရောက်တော့အလုပ်အင်တာဗျူးရှိတာနဲ့ခေါ်တဲ့ကုမ္ပဏီကိုထွက်လာခဲ့တယ်။ အဲ့ဒီမှာပဲကုမ္ပဏီပိုင်ရှင်နဲ့စကားပြောခဲ့ကြပြီပိုင်ရှင်ကသူတို့အလုပ်တွဲလုပ်ဖို့အတွက်စီစီကနေအလုံးနဲ့ပတ်သက်တဲ့နမူနာလေးတွေကြည့်ကျင်တယ်လို့ပြောပါတယ်ဒါနဲ့စီကလည်းသူပြပေးမယ်ဆိုပြီးနမူနာတွေထည့်လာတဲ့အိတ်ကိုဖြန့်လိုက်တော့အထဲမှာဘာမှမရှိနေတာမို့နှစ်ယောက်သားကြောင်သွားကြတယ်စီကတော့သူတေချာထည့်လာပါတယ်လို့ပြောတာကြောင့်ပိုင်ရှင်ကလည်းနောက်တစ်ခေါက်တွေ့မှပြလို့ရတာမို့ကိစ္စမရှိဘူးလို့ပြောပြီးကုမ္ပဏီနဲ့ပတ်သက်တဲ့အကြောင်းလေးတွေစပြီးပြောပြတယ် ဒါပေမဲ့လည်းစီးရဲ့အတွေးထဲမှာတော့မင်းညားကဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ဒီနေ့အလောက်ကနမူနာတွေပျောက်သွားတာကြောင့်ကြောက်တဲ့စိတ်နဲ့ခေါင်းတွေမူနောက်လာပြီးချက်ချင်းဆိုလိုပဲကြမ်းပြင်ပေါ်လဲကျသွားတယ်။အဲဒီကနေပဲစီးရဲ့ဝူရောက်သွားခဲ့ပြီးနောက်ရရေချိုးပြီးချိန်မှာတော့မင်းကဆေးစစ်ခဲ့တဲ့ရလက်ထွက်လာခဲ့တယ်။အဲဒါကတော့စီးရဲ့တွေးထဲမှာအိတ်ဆေးတွေအများကြီးရှိနေပြီးအဲ့ဒီဆေးကြောင့်ပဲခုလိုမူလဲသွားတာပါလို့ပြောတယ်။ ဒါနဲ့စီကလည်းဘယ်ကအိတ်စီလဲလို့မေးနေတော့ခုနကသူရေချိုးခဲ့တဲ့ဘေးစင်ပေါ်မှာသူထွက်ပြေးလာတဲ့နေ့ကအေရီယန်ကိုတိုက်ခဲ့ပြီးကားပေါ်တက်ရင်ကနေပျောက်သွားခဲ့တဲ့ဆေးဘူးလေးကိုတွေးလိုက်ရတယ်ဒါကြောင့် CS8 ထဲမှာ Adrian ကမတည်သေးဘူးဆိုတာဟာတေချာသွားပြီးချက်ချင်းဆိုလိုပဲ Adrian ရဲ့ညီရှေ့နေ Twan C ကိုသွားခဲ့တယ်။ Twan ကိုလည်းအခု Adrian လောက်တဲ့ကိစ္စတွေကိုရက်ခိုင်းလိုက်ပါလို့ပြောတော့အရှင်းမှာ Adrian ရဲ့အယိုးပြအုပ်ကိုမြင်နေရတဲ့ Twan ကဘာရီလာပြောနေတာလဲဆိုပြီးကြောင်သွားတယ်။ဒါပေမဲ့လည်း C ကတော့သူပြောကြရှိတာကိုဆက်ပြောပါတယ်။ အဲ့ဒါကတော့တညမှာသူမက Arian ကိုဘယ်လိုထားသွားရင်ကောင်းမလဲလို့စဉ်းစားနေခဲ့တယ်။အဲ့ဒီချိန်မှာပဲ Arian ကသူမကိုစိုက်ကြည့်နေပြီ။သူမစိုက်ကိုတီးတဲ့ပုံစံနဲ့သူ့ကိုဘယ်တော့မှထားသွားလို့မရဘူးဆိုတဲ့အကြောင်းထပြောပါတယ်။အဲ့ဒါအပြင်သူကသူမဘယ်ကိုသွားသွားရှာတွေ့နိုင်တာမို့သူ့ကိုသူမမမြင်ရရင်တော့သူရှိနေတယ်ဆိုတာသိရအောင်ပစ္စည်းလေးတစ်ခုထားခဲ့ပေးမယ်လို့ပြောတယ်။စီကအဲ့လိုပြန်ပြောပြပြီးသူရလာခဲ့တဲ့ဆေးဘူးလေးကိုထုတ်လို့ဒီဆေးဘူးကိုသူထွက်ပြေးလာတဲ့နေ့ကပျောက်သွားခဲ့တာဖြစ်ပြီးအခုသူ့စီကိုပြန်ရောက်လာတယ်လို့ပြောပါတယ်။ အဲ့ဒါအပြင်အေဒရီယန်ကနီးပညာပိုင်းမှာတော်ရဲသူမို့သူအခုမသေးသေးပဲကိုပြောင်နီးပညာနဲ့သူအနားမှာရှိနေတာတေးကြတယ်လို့ပြောပြီးဆက်မလုပ်ဖို့တားပေးပါလို့တွန်ကိုပြောတယ်။ဒါကြောင့်တွန်ကစီပြောသလိုအေဒရီယန်ကနီးပညာပိုင်းမှာတော်တာမှန်ပေမဲ့သူတကယ်တမ်းပို့တော်တာကလူတွေရဲ့စိတ်ကိုထိန်းချုပ်နိုင်တာပဲလို့ပြန်ပြောတယ်။အခုဆိုရင်သူတကယ်မတီထွင်နိုင်ခဲ့တဲ့ကိုပြောင်နီးပညာကိုတော့တကယ်တီထွင်ခဲ့သလိုထင်အောင်လုပ်နိုင်နေတာကိုပဲကြည့်လို့ပြောတယ်။ အဲ့နောက်တော့သွမ်ကသူ့ကိုယ်တိုင်လဲသူ့ကိုယ်ရဲ့ထိန်ချုပ်တာကိုခံခဲ့ရတာမို့သူ့အကုတ်ကိုမုံတဲ့အကြောင်းပြောပြီးတည်သွားတဲ့သတင်းကြတော့လဲစိတ်သက်သာရာရခဲ့တဲ့အကြောင်းဆက်ပြောပြရတယ်။အဲ့လူကနေသူက Arian ရဲ့အလောင်းကိုတွေးခဲ့တာမို့တည်သွားပြီဆိုတာတေးကြတဲ့အကြောင်းနဲ့စီကိုလဲသူမရဲ့ဘွားထဲမှာ Arian ကိုဆက်ပြီးရှင်တန်းခွင့်မပေးပါနဲ့လို့ပြောခဲ့တယ်။အဲ့နောက်တော့စီလဲပြန်လာခဲ့ပြီး Emily စီကိုသူ့ဆေးဘူးတွေးခဲ့တဲ့အကြောင်းပြောဖို့သွားခဲ့တယ်။ ဒါပေမဲ့လေသူထရှေ့တစ်ခွက်ကြိုပြေးနေတဲ့ Adrian က Emily C ကို C ရဲ့ email ကိုသုံးပြီးပြပြကကစကားတွေပို့ထားတာမို့ Emily က C စကားကိုနားမထောင်တော့ပဲနှင်ထုတ်လိုက်တယ်။ C ကတော့အဲ့ဒီ email ကိုသူပို့တာမဟုတ်ပဲ Adrian ပို့တာပါလို့ပြောတော့တေသွားတဲ့သူက email ပို့ရဲဆိုတဲ့စကားကယုံကြည်စရာမကောင်းတာနဲ့ Emily လည်းစကားဆက်မပြောဘဲနေလိုက်တော့တယ်။အဲ့လိုကနေ C တယောက်အိမ်ကိုပြန်လာခဲ့ပြီးသူ့ရဲ့ email ကိုဖွင့်ကြည့်တော့တကယ်ကြီးပဲ Emily ကိုယဉ်သိတဲ့စကားတွေပြောဆိုထားတာကိုတွေ့လိုက်ရတယ်။ ဒါကြောင့်စီလဲသူ့ဘဝအခုလိုဖြစ်နေတာကြောင့်ကြေကွဲဝမ်းနဲ့နေခဲ့ပြီးကျမ်းမြင့်ပေါ်မှာလူလိမ့်နေခဲ့တယ်။ဒါကိုတွေ့တော့ဆစ်ဒနီကသူတို့စိတ်ပြောင်းလဲလေးဖြစ်သွားအောင်အပြင်သွားကြမလားလို့ပြောတာနဲ့စီလဲသဘောတူပြီးလဲနေရကနေထားလိုက်တယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲမမြင်ရတဲ့တယောက်ကဆစ်ဒနီပါးကိုရိုက်လိုက်တာမို့ဆစ်ဒနီလဲစီရိုက်တယ်ထင်ပြီးသူ့အဖေနဲ့လှမ်းတိုင်တော့တယ်။စီကလည်းသူရိုက်တာမဟုတ်ပဲအေဒရီယန်ကရိုက်တာလို့ပြောပေမဲ့လည်းသူစကားကိုဘယ်သူမှမယုံပဲဂျိန်းကလည်းသူသမီးလုံခြုံရေးအတွက်စီနဲ့အထူးတူမထားတော့ဘူးဆိုပြီးတနည်းအားကိုခေါ်ထုတ်သွားပါတယ် စီကိုလည်းသူတို့အိမ်မှာမနေနဲ့တော့လို့ပြောသွားတာမို့စီလည်းစိတ်တွေတိုးပြီးအိမ်ကြီးထဲမှာတူတယောက်တည်းရှိနေချင်းမမြင်ရတဲ့အရာကိုထွက်လာခဲ့ဖို့စိန်ခေါ်တော့တယ်။အဲနောက်တော့မိဖို့ကြောင့်ကဓာတ်ကိုကင်ပြီးကော်ဖီမုတ်တွေကိုခြေရမြင်ရအောင်ကျမ်းပြပေါ်မှာကျဲချလို့သူကတော့အေဒရီယန်ပေါ်အလာကိုထိုင်ဆောင်နေခဲ့တယ်။ဒါပေမဲ့လည်းအချိန်ကြာတဲ့အထိပေါ်မလာတာနဲ့သူရှိတဲ့ထဲမှာရှိတဲ့ဖုန်းစီကိုအကြည့်ရောက်သွားပြီးချက်ချင်းပဲအကြံတစ်ခုရသွားခဲ့တယ်။ဒါနဲ့သူလည်းဖုန်းကိုကင်လို့ Arian ရဲ့နံပါတ်စီကိုဖုန်းခေါ်ကြည့်တော့သူနေနေတဲ့အိမ်ရဲ့ထပ်ခိုးပေါ်မှာဖုန်းမိလာတာမို့သူကိုယ်တိုင်လည်းအံ့ဩသွားတယ် အဲ့နောက်တော့လှေကားနဲ့ထခိုးပေါက်ကိုတက်ကြည့်ပြီးဖုံးကိုရှာကြည့်တော့ထခိုးတက်နေရမှာရှိနေတဲ့ဖုံးကိုတွေးလိုက်ရပြီဖုံးထဲမှာသူနဲ့စစ်နီတို့နှစ်ယောက်အိတ်နေတဲ့လောလောလတ်လတ်ပုံတွေရိုက်ထားတာကိုတွေးလိုက်ရတယ်အဲ့ဒါအပြင်သူ့ရဲ့အလုံနမူနာဖိုင်ကိုပါတွေးလိုက်ရတာပေါ့စီလက်ဒေါသတွေထွက်သွားပြီးစိတ်တုန်နေတော့ Adrian ဖုန်းစီကိုအမည်မသိနံပါတ်တစ်ခုနဲ့ message တစ်ဆောင်ကြလာတယ်။အဲ့ဒီ message ကတော့ surprise ဆိုပြီးဖြစ်နေတာမို့စီလက် Adrian အနားမှာပဲရှိနေတယ်ဆိုတာသိသွားပြီးဖြည်းဖြည်းချင်းလှေကားစီကိုလေးဘက်ထောက်လာခဲ့တယ်။ အဲ့ဒီနောက်ဘေးမှာရှိနေတဲ့အိမ်တုပ်ဆေးဘူးကိုကင်ပြီးအပေါ်ကနေလောင်းချလိုက်တာမို့အောက်မှာရှိပြီးမမြင်ရတဲ့အရာကြီးကပေါ်လာပြီးလေကားပေါ်ကနေဝုန်းတိုင်းဆင်းပြေးသွားပါတယ်။အဲ့ဒီမှာပဲထောင်ထားတဲ့လေကားလည်းလဲကျသွားတာနဲ့စီလဲဒီတိုင်းဆင်းလာခဲ့ရပြီးကျန်းပြပေါ်မှာကြားနေတဲ့ဓားကိုကင်လို့ဆေးရည်တွေတိုင်းနောက်ကနေလိုက်လာခဲ့တယ်။ဒါပေမဲ့လည်းဆေးဆက်ကတဝက်မှနေပြတ်သွားတာမို့စီလဲရောရမ်းပြီးတတိထားလျှောက်လာရကနေမိဖို့ကြောင့်လည်းကဘေးစင်မှာရေဖွင့်တဲ့အတန်ကိုကြားလိုက်ရတယ်။ ဒါနဲ့ရေကိုသွားပိတ်နေတော့ရုတ်တရက်ဆိုလို့မမြင်ရတဲ့အရာကြီးကသူ့ကိုအပေါ်ကိုမြှောက်သွားတဲ့အထိလက်ပင်းညှစ်ထားပြီးလက်ထဲကဓာတ်ကိုပြုတ်ကျသွားအောင်လုပ်တယ်။အဲ့လိုကနေစီတယောက်မမြင်ရတဲ့အရာရဲ့တိုက်ခိုက်တာကိုခံနေရပြီးနောက်ဆုံးမှာတော့အိမ်ထဲကနေအပြင်ကိုပြေးထွက်လာခဲ့ရတော့တယ်။အဲ့ဒီမှာပဲသူ့အသီးတယောက်ကဖုံးဆက်ထားတာနဲ့လာခေါ်ရမှုသူလဲချက်ချင်းပဲတက်လိုက်သွားခဲ့ပြီးသူနဲ့ Arian တို့နေခဲ့တဲ့အရင်အိမ်ကိုလိုက်ပို့ခိုင်းတယ်။အဲ့နောက်တော့သူမကြမှာမှုအပြင်မှာစောင်းနေပေးဖို့ပြောပြီးအထဲကိုဝင်သွားခဲ့ပါတယ်။အထဲရောက်တော့လူမနေတဲ့အိမ်မို့ဖုံမတက်အောင်ပစ္စည်းတွေကိုအဝတ်ဖြူတွေနဲ့အုပ်ထားတာကိုတွေ့ရတယ်။ အဲ့ဒါပြင်သူ့ရဲ့ခွေးလေးကိုပါတွေးလိုက်ရပြီခွေးလေးကလည်းသူနဲ့အတူအရင်က area နီးပညာအစ်စ်တွေတီထွင်ခဲ့တဲ့အခန်းစီကိုလိုက်လာခဲ့တယ်။ဒါပေမဲ့လည်းအထဲထိမဝင်ပဲလှေကားနားမှာပဲရက်ဆောင်နေခဲ့တာမို့စီတယောက်တည်းအထဲကိုဝင်သွားပြီးအထဲမှာသူရှာနေတဲ့ကိုပြောက်ဝတ်စုံကိုလည်းတွေ့သွားပါတယ်။ဒါနဲ့သူလည်းအဲ့ဒီဝတ်စုံကိုဝတ်ပေးထားတဲ့ရုပ်ပေါက်ကနေဆွဲချွတ်ယူနေတော့လှေကားနားမှာစောင့်နေတဲ့ခွေးကတယောက်ယောက်ဝင်လာနေတာမို့အချက်ပြတဲ့သဘောနဲ့ဟောင်းတယ်။ဒါကြောင့်စီလက်ခတ်သွက်သွက်လုပ်ပြီးအိုက်ဝတ်စုံကိုအိတ်ခမ်းထဲကလုံခြုံတဲ့နေရာတစ်ခုမှာဖွက်ထားခဲ့လိုက်တယ် သူအပြင်ကိုပြန်ထွက်มาတော့အခန်းထဲဝင်လာတဲ့ဖဏ္ဍရာကိုတွေးလိုက်ရတာမို့ထွက်ပြေးရာကနေမမြင်ရတဲ့အရာရဲ့တိုက်ခိုက်တာကိုခံလိုက်ရပြီလဲကျသွားပြန်တယ်။ဒါပေမဲ့လည်းကန်ကောင်းကျင်တော့ခွေးကဝင်လာတာမို့စီလက်ထွက်ပြေးလို့ရသွားပြီအပြင်မှာစောင့်နေတဲ့ကားဘော်ကိုတက်လိုက်သွားပါတယ်။အဲနောက်တော့အေဒရီယန်မတည်သေးဘူးဆိုတာကိုပြလို့ရမယ်။တက်တဲ့သူ့မှာရှိတယ်ဆိုပြီးအမ်လီကိုဆိုင်းတဆိုင်မှာတွေးဖို့ချိန်လိုက်တယ်။ဒါနဲ့ညာရောက်တော့နှစ်ယောက်သားတွေးကြပြီးစီကသူရခဲ့တဲ့တက်တဲ့အကြောင်းပြောပြနေတော့ဇပွဲဘော်ကဒါကရုတ်တရက်လေးဘော်ကိုကြွလာတယ် ဒါကိုမြင်တော့အမ်လီလည်းထူးဆန်းတာနဲ့ကြည့်နေတော့မှာပဲအဲ့ဒါကသူ့ရဲ့ level ကိုလှီးသွားခဲ့ပြီနောက်တော့ချက်ချင်းဆိုလိုပဲစီရဲ့လက်ထဲကိုရောက်သွားခဲ့တယ်ဒါကိုအစာဆုံးမမြင်တဲ့လူတွေကတော့စီတက်တယ်လို့ပဲထင်ပြီးစိုင်းထဲမှာအုံအုံကြက်ကြက်တွေဖြစ်လို့ကြောက်လန့်ပြီးထွက်ပြေးကုန်ကြတော့တယ်စီကတော့ Adrian ကသူ့ယုံကြည်ရပြီးသူ့ကိုအားရပေးခဲ့တဲ့အမားဖြစ်သူကိုတတ်လိုက်တာမို့ယူကျုံမရတွေဖြစ်ပြီးကြေကွဲနေခဲ့ပါတယ်ဒါပေမဲ့လည်းတတ်တေကငင်းမရဖြစ်နေတာမို့စီကိုရဲတွေကဖမ်းလိုက်ရပြီးရုံးကန်နေတာနဲ့အားလုံးကဝိုင်းချုပ်လို့စိတ်ငြိမ်သေးထိုးပေးလိုက်ရပါတယ် အဲ့တော့တတိပြန်ရလာတော့ဂျိန်းနဲ့ရဲတယောက်စီကိုစစ်မေးစရာရှိတဲ့ကိစ္စတွေအတွက်လာတွေးကြပေမဲ့လေစီကတော့ဘယ်သူမှမရှိတဲ့နေရာကိုပဲကြည့်ပြီးစိတ်မလုံးမချုံဖြစ်နေခဲ့တယ်အဲ့ဒါအပြင်ဂျိန်းကိုလည်းအေရီယန်အသက်ရှင်နေကြောင်ပြနိုင်တဲ့တက်သေးသူမှရှိတယ်လို့ပြောတာမို့ဂျိန်းကလည်းအဲ့ဒါပါလဲလို့မေးတယ်ဒါပေမဲ့လည်းအေရီယန်ကအခန်းထဲမှာသူတို့ပြောတာနားထောင်နေတယ်လို့စီကပြောတာမို့ရဲရရှိကအမ်လီကိုတတ်တဲ့သူကအခုသူတို့နဲ့အတူရှိနေပြီသူတို့ကမမြင်ရတာလားလို့မေးလိုက်တယ် ကိစ္စတွေကရှုပ်တာမို့ဂျင်းကရဲရရှိကိုအပြင်ထွက်ခိုင်းလိုက်ပြီးစီးရဲ့ကြောင်တောင်စကားတွေကိုသူကနားထောင်ပေးပါတယ်အဲ့နောက်မှာတော့သူစကားတစ်ခုမဲ့ပြောနိုင်ပြီအဲ့ဒီစကားကလည်းသူစီကိုတယောက်ထဲထားခဲ့မိတာမှားတယ်ဆိုတာပဲဖြစ်ပါတယ်အဲ့ဒီချိန်ပြီးသွားတာမို့စီလည်းသူ့အခန်းစီကိုပြန်လာခဲ့ရပြီစိတ်ချမ်းမာရေးသူနာပြူကသူ့ကိုစိတ်နဲ့ပတ်သက်တာတွေကိုမေးနေခဲ့ပြီကိုဝင်ရှိနေတဲ့အကြောင်းကိုပါပြောပြခဲ့တယ်နောက်ရမှာတော့စီစီကိုရှင်းနေတွင်ရောက်လာပြီးစာရွက်ထဲမှာပါတဲ့အတိုင်းအမှုတစ်ခုခုဖြစ်ရင်ရထားတဲ့ငွေကြေးကိစ္စကိုဖျက်သိမ်းမှာမို့အခုလာခဲ့တာလို့ပြောပါတယ် ဒါကြောင့်အဲ့ဒီငွေတွေကနေတဆင်စစ်နီကိုကောလိုက်ထားပေးထားတဲ့ကိစ္စအတွက်စိတ်မကောင်းပါဘူးလို့ပြောတာမို့စီကလည်းတွန်ကိုအေရီယန်နဲ့စိတ်သက်သာကောင်းခြင်းအတူတူပဲလို့ပြောတော့တယ်။အစကတော့ထိန်ချုပ်ခံရသူချင်းချင်းတနာသွားခဲ့ပေမဲ့အခုတော့တွန်ကအေရီယန်လိုစိတ်သက်မျိုးနဲ့တတိမရှိလို့သာသူ့လိုလိုင်းမလုံးနိုင်တဲ့ကောင်းစားမျိုးပဲလို့ပြောတော့တယ်။ဒါနဲ့တွန်ကလည်းဘယ်လိုပြောပြောအေးထူတဲ့အထာဖမ်းပြီးလက်ကအိတ်ထဲကစာချုပ်ကိုထုတ်လို့လက်မှတ်ထိုးခိုင်းပါတယ် အဲ့ဒါအပြင်အကုန်ကြများမဲ့ဆိုပေမဲ့လည်းတရားရင်ဆိုင်ကြီးဖို့ကိုပြောပြီးအဲ့လိုတွေမလုပ်ပဲအစဉ်ပြေမဲ့နီလန်းကိုလှုပ်ချင်ရင်လည်းသူ့မှာရှိတယ်လို့ပြောပါဗါတယ်။အဲ့ဒါကတော့ Adrian C ကိုပြန်သွားဖို့ပြောပြီးအတိတ်ကအကြောင်းတွေဖြစ်တဲ့ Adrian ကစီတားဆေးတွေခိုးတောက်နေတာကိုသိတဲ့အကြောင်းနဲ့သိလို့လည်းတားဆေးညံမှာရိုးရိုးဆေးတွေကိုအစားထိုးခဲ့တာလို့ပြောပါဗါတယ်။ဒီအကြောင်းတွေခုမှသိရတဲ့စီတယောက်ကတော့မယုံကြည်နိုင်လောက်အောင်ဖြစ်နေပါဗါတယ်။ ဒါကိုတွန်ကားထပ်ပြီးအေရီယန်ကဘလို့ဖြစ်ဖြစ်စီကိုလိုအပ်နေတာမို့လိုက်ရှာမှာလို့ပြောပြီးအခုခလေးလဲရနေပြီမို့ကစားနေတာတွေရလိုက်ဖို့သင့်ပြီလို့ပြောတယ်။ဒီစကားတွေကြောင့်စီလဲတိမခံနိုင်တော့ပဲဇပွဲဘော်ကစာရွက်ကိုလွှတ်ပစ်လိုက်တာမို့တွန်ကစာရွက်ကုန်းကောက်နေတော့သူ့အကြံစီတိုင်းလက်ကင်ထဲကဘောပင်တစ်ချောင်းကိုနှိုက်ယူလိုက်တယ်။အဲ့ဒါအပြင်ဇပွဲဘော်ကစာရွက်မှာကတ်နေတယ်ပီကယ်ကိုလည်းဖဲ့ယူထားလိုက်တယ်။တွန်ကတော့အဲ့ဒါကိုမသိပဲ CD လိုအခြေအနေဖြစ်သွားပြီမို့စကားဆက်ပြောလဲထူးမှမဟုတ်ဘူးဆိုပြီးနောက်မှလာခဲ့မယ်လို့ပြောကထွက်သွားပါတယ်။ ညရောက်တော့မိုးကတဲကြီးမဲကြီးရွာနေခဲ့ပြီအားလုံးအိတ်နေချင်းစီကသူ့ကြံစီသားအိန်းသားမျက်နှာကျမှာ PK နဲ့ကတ်ထားတဲ့ဘောပင်ကိုယူလိုက်တယ်အဲ့နောက်တော့အဲ့ဒီဘောပင်ကအချွန်နဲ့ပဲသူ့ရဲ့လက်ကိုလှီးပစ်လိုက်ပြီးသွေးတွေထွက်ကြလာချိန်မှာတော့အေဒရီယန်ကသူ့ကိုဆက်မလုံနိုင်အောင်လက်ကိုဝင်ကိုင်းလိုက်တယ်။ဒါကိုလိုချင်တဲ့စီကလည်းသူ့မြားခေါ်တဲ့ငါးလေးထွက်လာပြီးမို့လက်ထဲကဘောပင်နဲ့ပဲအေဒရီယန်ရဲ့ရင်ဘတ်တက်တဲ့ကိုထိုးချလိုက်ပါတယ်။ ဲ့လိုကနေအေရီယန်လဲကျသွားပြီးဘာမှပြန်မလုံနိုင်ချိန်မှာပဲဘောဘင်ကအချွန်နဲ့အဆက်မပြတ်ထိုးနေခဲ့တယ်ဒါပေမဲ့လည်းစီတယောက်အေရီယန်ပြန်တိုက်ခိုက်တာကိုခံလိုက်ရပြီးဒါကကင်းလဲတဲ့ရဲကမြင်သွားတာမို့အထဲကိုဝင်လာခဲ့တယ် အဲ့ဒီမှာပဲအေဒရီယန်ရဲ့လူမမြင်သူမမြင်တိုက်ခိုက်တာကိုခံရပြီးရဲလက်အခန်းထဲမှာမှောက်သွားပါတယ်။ဒါကြောင့်စီကအေဒရီယန်လက်ကလွတ်အောင်ထွက်ပြေးမဲ့လောက်ရာကနေစခန်းထဲမှာရှိတဲ့ရဲတွေကသူ့ကိုဖမ်းမိကုန်ပြီးနောက်ဆုံးမှာတော့အေဒရီယန်ရဲ့တိုက်ခိုက်တာကိုအားလုံးခံကြရတယ်။ဒီတစ်ခါမှာတော့ရဲတွေလည်းအေဒရီယန်ရဲ့မပီမတမြင်နေရတဲ့ဝတ်စုံကိုမြင်နေရပြီးဒါပေမဲ့လည်းမထင်မရှားနဲ့ပျောက်ပျောက်သွားတာမို့တိုက်ခိုက်ဖို့အခွင့်မတားပဲတိုက်ခိုက်တာကြီးခံနေရပါတယ်။စီကတော့တည်သွားတဲ့ရဲတွေစီကနေတနတ်ကိုသူမကကောက်ကင်လိုက်ပြီးအပြင်ဘက်ကမိုးရေတွေကြားထဲထွက်ပြေးလာခဲ့တယ်။ ရဲရီရောအေဒရီယန်ရောကသူမနောက်ကနေလိုက်လာကြပြီရဲရီကိုတော့သူမပုံးနိုင်ပေမဲ့အေဒရီယန်ကိုတော့မပုံးနိုင်ပဲမိသွားခဲ့တယ်အေဒရီယန်ကသူ့စီကနေထွက်ပြေးနေတဲ့စီကိုသူတင်ကန်းစာကောင်းကောင်းပေးမှမို့အခုကစပြီးစီချစ်တဲ့သူတွေဒုက္ခရောက်တာကိုမြင်စေရမယ်လို့ပြောပြီးခုတော့ဆစ်ဒနီတရားတော့မယ်လို့ပြောပါတယ်စီလေအဲ့ဒီခလေးကိုတော့မလောက်ပါနဲ့လို့ပြောနေတော့ရဲတယောက်ဝင်လာပြီးလာဖမ်းတာနဲ့အေဒရီယန်ရဲ့လက်စာမြည်လိုက်ရတော့တယ်။ဒါပေမဲ့လည်းသူ့ရဲ့ပြစ်မှတ်ကအခုရဲမဟုတ်ပဲဆစ်ဒနီဖြစ်နေပြီမို့ရဲကိုဒီတိုင်းထားခဲ့ပြီးသူကတော့ဆစ်ဒနီစီကိုထွက်သွားတယ်။ ဒါကြောင့်စီလဲတနက်ကင်ပြီးအနောက်ကနေလိုက်သွားတာမို့ရဲစခန်းရဲ့ဂိတ်အပြင်ဘက်ကိုရောက်သွားပြီးလူသွားလမ်းဘော်ကိုရောက်လာတော့တယ်အဲ့ဒီမှာပဲအေရီယန်ကကားမောင်းပြီးသွားနေတာမို့စီလဲရှေ့တက်တက်ကနေကားကိုတနက်နဲ့ပြစ်ရကနေအေရီယန်ကားကတော့လွတ်သွားပြီးအဲ့ဒီကားကိုရှောင်ရင်းကနေကားစီးကရထားတဲ့ကားကိုဝင်တိုက်တယ်ဒါကြောင့်ကားပါရင်ကဇက်နာသွားပြီးကားဘော်ကနေကောလို့ဖို့ဆင်းလာခဲ့ပေမဲ့လေစီကကားဘော်ကိုတက်လို့ကားဟုပါတခါတည်းယူသွားခဲ့တယ် ကားပေါ်ရောက်တော့ဂျိန်းစီကိုဖုံးဆက်ပြီးစစ်တီအန်နီရှိတာမို့စစ်နီစီကိုအမြန်သွားဖို့ပြောတယ်။စစ်နီကတော့အိမ်မှာတယောက်တည်းရှိနေခဲ့ပြီးတယောက်ယောက်ဝင်လာသလိုစိတ်ထင်နေတာနဲ့သူ့အဖေဝယ်ပေးထားတဲ့စပွေးဘူးကိုရွယ်ထဲကနေယူပြီးအရှိတက်တက်ကိုဖျန်းပစ်လိုက်တယ်။အဲ့ဒီမှာပဲမမြင်ရတဲ့အရာကြီးကစပွေးကြောင့်ဟိုတိုက်ထီတိုက်တွေဖြစ်ကုန်တာနဲ့တယောက်ယောက်ရှိနေတာသိကြသွားပြီးစစ်နီလက်ထွက်ပြေးတော့တယ်။ဒါပေမဲ့လည်းအခန်းထဲကကောင်ကြီးကလှမ်းဖမ်းပြီးတိုက်ခိုက်တာမို့ကျမ်းပြင်ပေါ်လဲကျသွားပါတယ်။ အဲ့ဒီချိန်ဂျိန်ရောက်လာပြီစစ်တီကိုရှာတွေ့ချိန်မှာတော့မမြင်ရတဲ့အရာကြီးရဲ့တိုက်ခိုက်တာကိုခံရပြီးသွေးထက်တန်ယိုတွေဖြစ်ကုန်တော့တယ်စစ်တီကတော့သူ့အဖေခံနေရတာကြောင့်မလောက်ပါနဲ့လို့ပြောနေခဲ့ပေမဲ့လည်းကိုတိုင်ဝင်တားဖို့ကိုတော့မေ့နေခဲ့တယ်ဒါပေမဲ့အဲ့ဒီချိန်မှာပဲမိသက်စေဘူးကိုင်လို့စီတယောက်အိမ်ထဲကိုဝင်ချလာပြီးမမြင်ရတဲ့အရာကြီးကိုမိသက်စေဘူးနဲ့ဖျန်းချလို့ကိုယ်ထဲပေါ်လာပြီးဆိုမှပါလာတဲ့တနတ်နဲ့၄-၅ချက်လောက်ပြစ်လွတ်လိုက်တယ် အဲ့ဒီမှာပဲဝတ်ဆောင်ဝတ်ထားတဲ့အရာကြီးလဲတည်သွားခဲ့ပြီ။စီလဲအဲ့တော့မှသူ့မျက်နှာကိုဆွဲကြည့်လိုက်တော့ Arian မဟုတ်ပဲသူ့ညီတွန်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။တွန်သေးသွားပြီ။ရန်နန်းငယ်ကြမှာတော့ Arian ကိုသူတို့ရဲ့အိမ်ထဲမှာဖမ်းသိခံထားရတာကနေရှာတွေ့ခဲ့ကြတယ်။ အဲ့နောက်တော့ဂျိန်းကဒီကိစ္စတွေကိုတွန်အကုန်လုပ်ခဲ့တာလို့ပြောပြီးစီနဲ့အေရီယန်တို့ကအတုံးချခံခဲ့ရတာပါလို့ရှင်းပြပါတယ်။ဒါကြောင့်အခုစီဆွဆွဲခံထားရတဲ့အမှုကနေလွတ်နိုင်တယ်လို့ပြောပေမဲ့လည်းစီကတော့ဒီကိစ္စတွေမှာအေရီယန်ကအတုံးချခံရတာမဟုတ်ပဲသူကချုပ်ကန့်သူလို့ပြောပြီးတွန်ကသာသူခိုင်းလို့လုပ်ရတာလို့ပြောပါတယ်။ဒီလိုနဲ့ညာရောက်ချိန်မှာတော့စီတယောက်စီတီနဲ့သူအေရီယန်ဝင်ခဲ့ပြီးအေရီယန်ကိုတွေးဖို့အတွက်သူ့ဘက်ကနေစချင်းလိုက်တယ်။ เอริยန်ကလည်းဝမ်းမြဝမ်းသာနဲ့ပဲလက်ခံတာမို့စီလဲမိကက်လေးပါလေးပြင်ပြီးသူတို့အရင်ကနေခဲ့တဲ့ AC ကိုထွက်သွားခဲ့တယ်။အင်ကိုရောက်တော့เอริยန်ကသူ့ကိုနှွေးထွေးစွာကြိုဆိုခဲ့ပြီးဟင်းမဲ့တွေအများကြီးကိုလည်းပြင်ဆင်ထားပါဗါး။ဒီလိုနဲ့မျက်နှာချင်းဆိုင်ခုံတွေမှာထိုင်လိုက်ကြပြီးเอริยန်ကသူ့အရင်ကကောင်းကောင်းမဆက်ဆံခဲ့မိတာတွေအတွက်တောင်းပန်ပါတယ်လို့ပြောပြီးသူတို့အခုပြန်အဆင်ပြေနေတယ်လို့ပြောတယ်။ဒါကြောင့်စီကလည်းတကယ်ပဲပြန်အဆင်ပြေနေတယ်ဆိုရင်လောက်ခဲ့တာတွေအားလုံးကိုဝန်ခံလိုက်ပါလို့ပြောတယ်။ ဒါကိုအေရီယန်ကလည်းဒီကိစ္စတွေကသူကြီးလုပ်ခဲ့တာပါလို့ပြောပြီးသူကသူကြီးရဲ့ချုပ်ကင်နာကိုခံခဲ့ရတာလို့ပဲပြန်ပြောတယ်ဒီအကြောင်းအရာတွေကိုစီကအတန်တွင်းလာပြီးဂျင်းကကားထဲကနေနားထောင်နေခဲ့ပါတယ်။ဒါကြောင့်စီကသူတို့ပြန်စားတဲ့အစာကိုမူသားနဲ့မသွားနိုင်ဘူးလို့ပြောပြီးဘာလို့သူ့ကိုတောင်အမှန်တိုင်းမပြောနိုင်ရတာလဲလို့မေးတယ်။ เอริยันကလည်း तू အမှန်တိုင်းဖြစ်နေတာပါလို့ပဲပြန်ပြောတာမို့နားထောင်နေရတဲ့ဂျင်းကတော့ဘာမှရည်ရတဲ့အဖြစ်ကိုမရဘဲဖြစ်နေခဲ့တယ်။အဲနောက်တော့စီကမိမမာယာမျက်ရည်တွေကိုထုတ်သုံးလိုက်တာမို့เอริยันတယောက်ပြော့သွားပြီးစီက तू ဘွားတော့ဘလောက်တောင်အထိပ္ပယ်ရှိတဲ့ तू ပါဆိုတဲ့စကားတွေတောင်ပြောလာခဲ့တယ်။အဲ့ဒီချိန်မှာပဲစီက तू အိမ်သာခဏသွားအောင်မယ်ဆိုပြီးထွက်သွားတာမို့เอริยันတယောက်ပဲကြံနေခဲ့ပြီးဒါကိုလည်း ASCCTV ကနေရိုက်ထားမိပါတယ်။ စီအိမ်သာသွားနေစဉ်မှာတော့အေဒရီယန်ကအသားကိုဓာတ်နဲ့လှီးစားနေခဲ့ပြီးရုတ်တရက်ဆိုသူ့ရဲ့စပွဲခုံအောက်ကနေလှုပ်လာပြီးသူ့ရဲ့ဓာတ်ကင်ထားတဲ့လက်တွေကသူ့ရဲ့လက်ပင်ကိုလှီးဖြတ်လိုက်ပါတော့တယ်။ဒါကြောင့်အေဒရီယန်တယောက်ကျမ်းပြစ်ပေါ်လဲကျသွားပြီးအဲ့ဒီအချိန်အိမ်သာကပြန်လာတဲ့စီကဓာတ်ကိုမြင်ပြီးအလန့်တကြားနဲ့ရဲကိုဖုံးဆက်တယ်။ဒီအတန်ကြားတော့မှဂျိန်းလက်ကားပေါ်ကနေဆင်းလာခဲ့ပြီးစီကလည်း CCTV မမြင်ရတော့တဲ့နေရာကိုသွားလို့မျက်နှာကိုတမျိုးပြောင်းလိုက်ပြီးတည်တော့မဲ့အေဒရီယန်ကိုတက်တဲကြည့်လို့ surprise လို့ပြန်ပြောခဲ့တယ်။ အဲ့ဒီနောက်အိမ်ထဲကထွက်လာချိန်ဝင်လာတဲ့ဂျိန်းနဲ့တွေ့ပြီးဂျိန်းကစီလက်ကန်အိမ်ထဲကနေကိုပြဝတ်ဆောင်ကိုမြင်သွားခဲ့တော့တယ်ဒါပေမဲ့လည်းအေဒရီယန်ရဲ့တည်ဆုံမှုကတော့ကိုကိုကိုတတ်သိမှုအဖြစ်နဲ့ပဲအဆုံးသတ်သွားပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်